ိဘညီကိုမောင်မများဒီနေ့ညမှာကတော့ကျွန်တော်ဩဒီနေ့ညမှာပြောမယ့်အကြောင်းအရာလေးကနည်းနည်းတော့ကွဲပြားမှုတစ်ခုတော့ဖြစ်လိမ့်မယ်ဒီနေ့ညမှာအဓိကပြောမယ့်အရာကထိုင်းနိုင်ငံကိုဩပြောင်းလာတော့မယ်ဆိုလို့ရှိရင်ရွှေပြောင်းလာတော့မယ်ဆိုလို့ရှိရင်အလုတ်လုတ်လာတော့မယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့အကြောင်းအရာတွေကိုဒီနေ့ညမှာ live ပြောပေးသွားမယ်เนาะအဲဒါကကျွန်တော်တနေကုန်စဉ်းစားပါတယ်အပမှန်စဉ်းစားပါတယ်ဂျုံမြန်မာနိုင်ငံကြီးမှာသိတယ်မလားအဲခိပြက်စနစ်ပြက်ကြီးဖြစ်နေတဲ့အခါကျတော့မြန်မာနိုင်ငံမှာရှိနေတဲ့အခြေခံပြည်သူလူထုကနီးစက်ရထိုင်းနိုင်ငံကိုရွှေ့ပြောင်းပြီးတော့မှရှင်တန်ကြရတယ်နေထိုင်ကြရတယ်เนาะရွှေ့ပြောင်းကြရတယ်ဆိုတော့ အဲ့နဲ့ကျွန်တော်အဲ့ဒီအကြောင်းအရာလေးတွေကိုဒါကျွန်တော်ဘဝနဲ့ရင်းပြီးကြုံတွေ့ခဲ့ရတဲ့အရာလေးတွေနဲ့ဘယ်လိုမျိုးရှင်တန်ရမလဲယက်တိရမလဲအခြေခံဘယ်လိုစရမလဲဆိုတဲ့အရာတွေကိုဒီ live မှာကျွန်တော်တံမိုးထားပြီးတော့မှညီမညီကိုမောင်မတွေကိုပြောပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဒီ live ကအကျိုးရှိစေလိမ့်မယ်တော်တော်ကိုအကျိုးရှိစေလိမ့်မယ်เนาะဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပို့မယ်လည်းလည်းအများကြီး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်လို့နော်အဲ့ဒါမျိုးအဲ့တော့ထိုင်းနိုင်ငံကိုကျွန်တော်တို့စပြီးတော့မှဒါကျွန်တော်တို့ဟိုဘက်ကနေပြီးတော့မှပါနော်စပြီးတက်တော့မဲ့လူတွေကနံပါတ်1တစ်ချက်အထူးသတိထားမှာကအော်လူမောင်ကိုကူးတဲ့လူတွေကိုအထူးသတိထားရမှာဖြစ်ပါတယ် လူမောင်ကိုကူးတဲ့လူတွေဟာကျွန်တော်တို့နေဆက်တွေမှာ အများကြီးရှိပါတယ်နော်မြောက်ရီမှာလည်းရှိတယ်ကော့တောင်ဘတ်ဒီမှာလည်းရှိတယ်တောင်ပိုင်းတကြောတွေမှာလည်းရှိတယ်လို့ရန်ကုန်မှာလည်းရှိတယ်လို့နေပြည်တော်မှာလည်းရှိတယ်လို့မြန်မာနိုင်ငံတောင်ဝမ်းမှာရှိပါတယ်လူကုန်ကူးတဲ့လူတွေဟာအများကြီးပဲနော်သတိထားပါအဲ့တော့ကိုကထိုင်းကိုတတ်တော့မယ်ဆိုလို့ရှိရဲ့နံပါတ်1တစ်ချက်ထိုင်းကိုမတက်ခင်မှာထိုင်းနိုင်ငံကိုမလာခင်မှာ ကို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 ပြန်မေးပါကိုထိုင်းမှာဘာသွားလုံးမှာလဲเนาะကိုထိုင်းမှာဘာသွားလုံးမှာလဲအဲ့ဒါကို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 အရင်မေးရမယ်အဲ့ဒါထိုင်းကိုလုံးဝမလာခင်မှာအခြေခံအကြဆုံးသောအရာเนาะဒါလုံးဝ free ကျွန်တော်တကယ်ပြောပြတာအဲ့တော့ထိုင်းကိုဘာသွားလုံးမှာလဲကွာမန္တလေးမှာပဲဖြစ်ဖြစ်เนาะချင်းပြည်နယ်မှာပဲဖြစ်ဖြစ်ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်เนาะ မကူကပဲဖြစ်ဖြစ်ရန်ကုန်ကပဲဖြစ်ဖြစ်ကျွန်တော်ဘာကြောင့်ဒီအကြောင်းတရားတွေကိုကျွန်တော်ပြောဖို့ဆိုဖို့အတွက်စိတ်ဆုံးမြတ်ကိုဒီညမှာချလိုက်တာလဲဆိုတော့လူငယ်ပေါင်းမြောက်များစွာတော်တော်များများလူမောင်ကိုကူးမှုရဲ့ဒဏ်ထဲမှာကြာရောက်နေလို့ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဘ ഹു တုဒ္ဒတွေဖြစ်အောင်ကျွန်တော်ဒီညမှာဒီအကြောင်းတရားကိုကျွန်တော်ပြောမှပြောဖို့အတွက်ပေါ့เนาะကျွန်တော်အနေနဲ့စိတ်ဆုံးမြတ်ချက်ချလိုက်တာဖြစ်ပါအဲ့တော့ time မှာသွားတော့မယ်ဆိုလို့ရှိရင်နှစ်ဖူးပေါ်လက်တင် ိုကိုကိုပြန်မေးထိုင်းမှာဘာသွားလို့မှလဲအဲ့ဒါအရင်ဆုံးပြန်မေးနော်ထိုင်းမှာဘာသွားလို့မှလဲနော်အဲ့ဒါကို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 အရင်ပြန်မေးတချို့ကြတော့လေထိုင်းနိုင်ငံကိုပညာသင်ကြားရေးအတွက်လာတာတွေရှိတယ်ပညာသင်ကြားရေးအတွက်လာတာရှိရှိလို့ရှိရင်ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့လမ်းကြောင်းတွေကိုတည်တည်ချာချာလေ့လာဖို့အတွက်လိုအတလို့အလုံးလုံးဖို့အတွက် လာတဲ့လူတွေကလည်းအလုံးလုံးချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတေချာလေ့လာရမယ်။ဒါပေမဲ့အားလုံးထက်အဓိကကြားတဲ့အကြောင်းအရာတစ်ခုရှိတယ်။ထိုင်းနိုင်ငံကိုကိုကသွားတော့မယ်။အနည်းဆုံး3နှစ်လောက်နေမယ်။အနည်းဆုံး9နှစ်လောက်နေမယ်။အဲအဲ့လိုမျိုးလူတွေအတွက်ကျွန်တော်ကတော့ပထမဦးစွာထိုင်းနိုင်ငံရဲ့ထိုင်းနိုင်ငံကိုမလာခင်မှာပေါ့နော်။ထိုင်းနိုင်ငံရဲ့စီမင်းစည်းကမ်းဥပဒေတွေကိုအရင်ဆုံးလေ့လာစီချင်ပါတယ်။နော်နံပါတ်1ပါလို့မလဲ။ ထိုင်းကိုသွားပြီးတော့မှရွှေ့ပြောင်းတော့မယ်ထိုင်းမှာအလုံးလုံးတည်ဖြစ်စေကြောင်းတက်တည်ဖြစ်စေနော်နောက်ပြီးတော့မှထိုင်းမှာလာပြီးတော့မှစီးဝိုင်းရှာတည်ဖြစ်စေဘာလို့မှလဲထိုင်းနိုင်ငံရဲ့ဥပဒေကိုအရင်ဆုံးလေ့လာရမယ်နော်ထိုင်းနိုင်ငံရဲ့ဥပဒေကဘယ်လိုတွေရှိတယ်လဲနော်ထိုင်းနိုင်ငံသားတွေနဲ့ပတ်သက်တဲ့ဥပဒေကဘာတွေရှိတယ်လဲနော်နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့မှသူတို့သတ်မှတ်ထားတဲ့ဥပဒေတွေကဘာတွေရှိလဲအဲ့ဒါကိုအရင်ဆုံးလေ့လာရမယ်အဲ့ဒါကိုအရင်ဆုံးလေ့လာမှာအဲ့တော့ ဥပဒေကိုအရင်ဆုံးလေးလာတဲ့လူကထိုင်းနိုင်ငံရောက်လို့ရှိရင်ရောင်းချာချာမဖြစ်ဘူးထိုင်းစကားမတိုက်အောင်မှရောင်းချာချာမဖြစ်ဘူးဘာဖြစ်ဆိုထိုင်းနိုင်ငံရဲ့ဥပဒေနဲ့စီမင်းစည်းကမ်းလေးတွေကိုနားလည်အရင်ဆုံးလေးလာထားတဲ့အတွက်ကြောင့်သူကနားလည်တဲ့အနေအထားမျိုးအသွင်မြေတစ်ခုအသွင်မြေမှာသူကရှိနေတဲ့အတွက်ကြောင့်သူကဘယ်လိုပြောပြမလဲကြောင်တောင်တောင်မဖြစ်သွားဘူးပေါ့အဲ့ဒါနံပါတ်1တစ်ချက်နံပါတ်2တစ်ချက် ထိုင်းနိုင်ငံကိုလာလို့ရှိရင်ထိုင်းနိုင်ငံရောက်လို့ရှိရင်ကိုကစက်ရုံအလုံးယုံနေလုံးပါလားစက်ရုံအလုံးယုံနေလုံးပါဆိုလို့ရှိရင်စက်ရုံအလုံးယုံနေနဲ့ပတ်သက်တဲ့ထိုင်းဘာသာစကားပညာရပ်ကိုလေ့လာပါမြန်မာနိုင်ငံမှာနေကြတဲ့ဟိုကဘာလို့ ਆ မှာလဲထိုင်းနိုင်ငံမှာကိုလုံးမဲ့စက်ရုံအလုံးယုံနေနဲ့ပတ်သက်တဲ့အရာကိုထိုင်းလို့အခေါ်ဘယ်လိုလဲအဲအဲ့ဒါတွေလေ့လာမယ်စက်ရုံအလုံးယုံနေနဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေ နောက်လမ်းတို့ဘားတို့ပေါ့နော်အခြေခံစကားတွေကိုလေ့လာမယ်ပြီးစေုပ်စေခံသွားတဲ့အရာတွေကိုလေ့လာထားရမယ်နော်အဲ့လိုမျိုးလေးလေ့လာထားရမယ်အဲ့တော့အဲ့ဒါကတော့ဟိုထိုင်းကိုမလာခင်မြန်မာနိုင်ငံမှာအရင်ဆုံးနော်ကချင်ကရခင်ချင်းဗမာမော်ရခိုင်ရှန်တိုင်းနယ်ပြည်နယ်14ခုမှာအဲ့ဒါကိုအရင်ဆုံးကျူတည်ပြင်ဆင်ထားရမှာဖြစ်ပါတယ်ဒီအရာတွေကိုကြိုတင်ဘာကြောင့်ကြိုတင်ပြင်ဆင်ခိုင်းတာလဲဆိုတဲ့အချက်လက်ကိုကျွန်တော်ထပ်ပြောပြပေးမယ်။နောက်တစ်ခု နောက်တစ်ခုကထိုင်းနိုင်ငံမှာကိုကသူများတွေထက်လဲခေါင်းတစ်လုံးသားခြင်းနဲ့နောက်သူများတွေထက်လဲပို့ပြီးတော့မှရှေ့ရောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံကိုမလာခင်ကတည်းကထိုင်းစကားနဲ့ထိုင်းစာနဲ့ကို အရေးအသားနဲ့ကိုမြန်မာနိုင်ငံမှာနေကြဲဖို့ကလေ့ကျင့်ထားဖို့အတွက်လိုအပ်ပါတယ်။သူများတွေနိုင်ကလက်တက်နေတဲ့အချိန်သူများလူငယ်တော်တော်များများကလက်တွေမှာပျော်ပါနေတဲ့အချိန်နော်အာလက်ဖေးဆိုင်တွေမှာပျော်ပါနေတဲ့အချိန်ကိုကထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက် စိတ်ဆန္ဒရှိတယ်နော်စိတ်ဆန္ဒရှိတယ်အဲအဲ့လိုမျိုးဆိုလို့ရှိရင်တော့မလုပ်ထားမလဲသူများတွေလက်ဖေးဆိုင်ထိုင်နေတဲ့အချိန်မှာကိုထိုင်းစာတွေထိုင်းစကားတွေတင်ထားမယ်လေးလာထားမယ်မှတ်သားထားမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရောက်လို့ရှိရင်တော့ဒါလွယ်ကူစွာနဲ့ဒီသူများတက်တာပါဗောဗျာဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဘာကြောင့်ဒီအချက်လက်ဒီလိုအခြေခံကြတော့အချက်လက်တွေကိုမြန်မာနိုင်ငံမှာနေကြဲကိုက ပြင်ဆင်ထားခိုင်းစီချင်တာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအခုနိုင်ငံရေးမကောင်းတဲ့အချိန်မှာပွဲစားတွေအရန်အလုပ်ဖြစ်တယ်။နော်ပွဲစားတွေအရန်အလုပ်ဖြစ်တယ်။လူမောင်ခူကူးတဲ့အလုပ်တွေအရန်အလုပ်ဖြစ်တယ်။အဲ့တော့မလဲမဝဲမနူးမနက်လေးတွေဆိုလို့ရှိရင်နေဆက်တွေမှာဘဝပြတ်တာတွေအများကြီးရှိတယ်။တရီထားဖို့အတွက်နော်အဲ့ဒါမျိုးကိုကသွားတဲ့ခီးလန်းနေနေမှာကိုကအထူတင်မလေးလာထားဘူး။ ကိုကကျူတင်မသုံးသက်ထားဘူးကျူတင်မလိလာထားဘူးဆိုလို့ရှင်ဘာဖြစ်မလဲလမ်းမပေါင်းမြောက်များစွာကိုရောက်သွားနိုင်ပါတယ်โอเคတယ်နော်လမ်းမပေါင်းမြောက်များစွာကိုရောက်သွားနိုင်ပါတယ်အဲ့တော့ထိုင်းနိုင်ငံကိုအပေါ်ကပဲလာလာအောက်ကပဲလာလာเนาะကျွန်တော်တို့ဒီနိုင်ငံကိုရောက်လို့ရှင်ရင်ဒီနိုင်ငံရဲ့စီးမြင့်တဲ့ဥပဒေရဲ့လမ်းကြောတွေထဲမှာကျွန်တော်တို့သွားတက်နေတက်ထိုင်တက်ဖို့အတွက်လိုအပ်တယ်ဒီည live က အားလုံးပဲအင်မတန်အကျိုးရှိစေမယ့် live ဖြစ်တယ်။အဲ့တော့ထိုင်တဲ့အခါမှာကျွန်တော်တို့ကအလုပ်လုပ်ဖို့အတွက်ကျွန်တော်တို့ကလာဖို့အတွက်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကနေမထွက်လာခင်မှာကျွန်တော်တို့တွေအားလုံးကနော် PG passport တွေရှိဖို့တော့လိုအပ်တယ်။တချို့ကြတော့လဲ PG passport မရှိဘူး။ထိုင်နိုင်ငံကိုဒီလိုပဲနော်အော်ပြည်ရင်လွှာရင်အကြမ်းဖက်စစ်ကောင်စီရဲ့ဒဏ်တွေကိုရှောင်ရင်းနဲ့တွေ့တဲ့နေရာကနေပြောမှပြေးတက်လာကြတဲ့သူတွေဆိုလို့ရှိရင်လည်း စိတ်ပြက်စရာမလိုပါဘူးဘာလို့မှလဲဘတ်လုတ်တဲ့ချိန်ညာရင်ဘတ်လုတ်ပါเนาะဘတ်ရိုက်တဲ့ချိန်ညာရင်ဘတ်ရိုက်ပါပြီးရင်နေတက်ထိုင်တက်ဖို့အတွက်အင်မတန်အရေးကြီးပါတယ်เนาะအဲ့တော့ဒီဘက်ရောက်လို့ရှိရင်ဒီဘက်ရောက်လို့ရှိရင်နော်ကိုယ့်ရဲ့ passport ပဲဖြစ်ဖြစ်ဘတ်ပဲဖြစ်ဖြစ်နော်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှမကန်တိကျတဲ့ agency တွေနဲ့ ချိတ်ဆက်မိဖို့တော်တော်လိုအပ်ပါတယ်မှန်ကန်တိကျသောဝင်ဆောင်မှုပေးသောဒီကျွန်တော်တို့ဒီလုပ်ငန်းတွေနဲ့ဒါချိတ်ဆက်မိဖို့အတွက်လိုအပ်ပါတယ်เนาะအဲ့ဒါမျိုးလေးတွေလိုအပ်ပါတယ်ကိုဘတ်ပဲလုံလုံเนาะ passport ပဲလုံလုံ visa ပဲတူတူအကောင်းဆုံးကကိုကိုတိုင်းလောက်တာအကောင်းဆုံးပဲကိုကိုတိုင်းလောက်တာပါလေအကောင်းဆုံးပဲအဲ့ ကျွန်တော်တို့ကဒီဝန်ဆောင်မှုလုပ်ငန်းတွေကိုကျွန်တော်တို့ကကိုယ့်ရဲ့ passport စာအုပ်တွေအပ်တာပဲဖြစ်ဖြစ်ဘာကိစ္စအပ်တာပဲဖြစ်ဖြစ် visa တိုးတာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်စီစစ်တက်ဖို့အတွက်လိုအပ်ပါတယ်ကိုကိုယ်တိုင်မစီစစ်ဘူးဆိုလို့ရှိရင် မနစ်တုံးကဆိုလို့ရှိရင်ဝပမယ်အတုတွေနော်ဝပမယ်အတုတွေအများကြီးအများကြီးပြန့်သွားတာတွေရှိတယ်အဲ့တော့အများကြီးပြန့်သွားတာတွေရှိရဲအဲ့လိုမျိုးတွေထဲမှာလဲဒါကျွန်တော်တို့တွေ တားကောင်အဖြစ်ခံရတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်เนาะအဲ့တော့ဒီနှစ်မှာဆိုလို့ရှိရင်တော့ဘတ်ဘတ်လောက်ကြတယ်ဝေါ်ပါမင်တွေလောက်ကြတယ်တည်တည်ချာချာစီစစ်ပါတည်တည်ချာချာသုံးသပ်ပါเนาะလမ်းမလို့မဖြစ်ပါဘူးเนาะအဲ့တော့ဘာဖြစ်လို့ဘတ်လောက်တာလဲထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ခွင့်ရဖို့အတွက်နဲ့အတူအလုပ်ကိုအေးအေးချမ်းချမ်းနဲ့လှုပ်ချင်လို့ သွားတာလာတာရက်ကွက်အတွင်းမှာနော်အေးအေးချမ်းချမ်းနဲ့သွားခြင်းလို့လာခြင်းလို့ဖြစ်တယ်အဲအဲ့အတွက်ကြောင့်ဘက်ကိုတေချာလုပ်မယ်ဘက်လုပ်ပြီးအလုပ်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေအားလုံးကနော်ကိုယ့်ရဲ့မိသားစုတွေမြန်မာနိုင်ငံမှာရှိနေတဲ့မိသားစုတွေကိုအာကျွန်တော်ပြပတ်စံပြန်ပို့တာတွေရှိမယ်နော်နောက်ပြမောက်ကိုကိုကိုယ့်ရဲ့တပိုက်တနိုင်ငွေကြီးစုဆောင်းတာတွေရှိတယ်အဲ့ဒီရှိတဲ့အတွက်ကြောင့်ဘာထက်လို့ရလဲဆိုလို့ရှိရင်ဘဏ်အကောင့်ဖွင့်ရတာတွေရှိတယ် ဘဏ်အကောင့်ကထိုင်းနိုင်ငံမှာအရင်ကလိုမရတော့ဘူးเนาะအဲ့တော့အရင်တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဈေးတန်းတွေမှာ တွေ့တဲ့စင်ကတ်တွေကိုအလွယ်တကူဝယ်လိုက်တယ်စင်ကတ်က register တင်မိသားဆိုပြီးတော့မှရောက်ကြပါတယ်เนาะတော်တော်မြန်မာမဟာဆိုင်ဒီမှာတွေကောဒီဈေးတွေမှာမြန်မာဈေးတွေမှာကောနောက်မဲဆောက်ကားဂိတ်တွေမှာကောတော်တော်များများပေါ့เนาะနယ်စပ်တွေမှာအာ register တင်မိသား register တင်မိသားစင်ကတ် register တင်မိသားစင်ကတ်ဆိုရောက်ကြတယ် နော်ရောင်းအလွဲတကူဝယ်လိုက်တာပေါ့နောက်ဆုံးပြောရမယ်ဆိုလို့ရှင်ကိုက register လည်းမတင်တတ်ဘူးဆိုတော့ဒါပေမဲ့ဒီနောက်ပိုင်းမှာအဲ့လိုလွယ်လွယ်ကူကူနဲ့ဝယ်ပြီးတော့မှဘယ်မှာအခက်တွေ့စီလဲဆိုတဲ့အခါကျတော့ဒီနေ့ည live ကိုတေချာနာတော့နော်ဘယ်မှာအခက်တွေ့စီလဲဆိုလို့ရှင်ထိုင်းနိုင်ငံမှာဘန်းအကောင့်ဖွင့်တဲ့အခါမှာအခက်တွေ့စီပါတယ်နော်အဲ့တော့ထိုင်းနိုင်ငံမှာကနောက်ပိုင်းမှာကဘန်းအကောက်ဖွင့်လို့ရှိရင်ဒီကိုရဲ့ဖုန်းထဲမှာရှိနေတဲ့စင်ကတ်တီ တေချာနာတော့မယ်နော်စင်ကတ်ဒီကိုယ့်ရဲ့ဒီဘတ်နဲ့ register တင်ထားတာဖြစ်ရမယ်ကိုယ့်ရဲ့ passport နဲ့တရားဝင် register တင်ထားတာမျိုးဖြစ်ရအဲ့ဒါမျိုးမှဒါလင်းဘတ် account ဒီအပိတ်မခံရမှာဖြစ်တယ်နော်ဘတ် account ဒီအပိတ်မခံရမှာဖြစ်တယ်နောက်တစ်ခုကဒီကိုဖုန်းထဲမှာတုံးနေတဲ့ Gmail မဲ့ဖြစ်ဖြစ် email မဲ့ဖြစ်ဖြစ် ဒီဖုန်းနဲ့ဒီထဲမှာထည့်ထားတဲ့ဘန်းရဲ့ software တွေဆိုတာเนาะဒီအဲ့ဒါတွေအားလုံးတစ်ဆက်တည်းဖြစ်ရမယ်အကောလုံးတစ်ဆက်တည်းဖြစ်ရအားလုံးတစ်ဆက်တည်းဖြစ်ရเนาะဟိုဘန်းထဲမှာထည့်ထားတဲ့ sync ကကဒီဖုန်းထဲမှာမရှိဘူးဆိုရင်အဲ့ဒါလဲဘန်းအကောင်ပိတ်ခံရမှာဖြစ်ပါတယ်ပိတ်ခံရမှာပဲကြိုင်ဒါတွေကပိတ်သွားမှာဘာလို့လဲတခါတည်းဒီဖုန်းထဲမှာမအဲ့ sync ကက gmain က ်နော် register တင်ထားတဲ့အရာတွေအားလုံးက1 set ဖြစ်ရ credit ဖြစ်ရပြီးနာမည်အရင်ဖြစ်ရနော်နာမည်အရင်ဖြစ်ရနောက်တစ်ခုကအခုတော်တော်များများ ATM နေမှာသူများဘဏ်ကတ်နဲ့နော် passport တိပြီးတော့မှသွားပြီးတော့မှလွယ်လွယ်ထုတ်ခွင့်မပေးတော့ပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့သူကအဲ့ ATM မှာကိုယ်စက်ခွင့်ရိုက်ထားလိုက်ပြီအဲ့တော့ဒီ ATM ကတ်မှာလာထုတ်တော်သူသည်ပိုင်ရှင်အစ်စ်မှာရမယ်အဲ့ဒီ ဗန်အကောက်အစ်စ်ကိုဖွင့်ထားတော့သူမရအဲ့လောက်ထိကိုပြောင်းလဲသွားပါပြီနော်ဒါတွေကဘာကြောင့်ဒီလိုမျိုးတွေပြောင်းလဲမှုတွေဖြစ်လို့လဲဖြစ်လာအောင်လုပ်တာလဲဆိုတော့ကြားဖြန့်ကြားဖြန့်စနစ်တွေကို ကာကွယ်ဖို့အတွက်အပြင်းအထန်လှုပ်လာတဲ့ထိုင်းနိုင်ငံရဲ့ဒီဗန်နဲ့ပတ်သက်တဲ့စနစ်တွေဖြစ်ပါတယ်နော်အဲ့လိုမျိုးဖြစ်ပါတယ်အဲ့တော့အခုနောက်ပိုင်းမှာတော်တော်များများတချို့က ဒီအကြမ်းမဲ့စစ်ကောင်စီမဲရောက်လိုက်ကအာဏာသိမ်းပြီးတဲ့အချိန်မှာထိုင်းနိုင်ငံကိုတော်တော်များများကဗန်လာဖွင့်ကြတယ်ဗန်ကောက်ဗန်နေလဲဖွင့်ကြတယ်အများကြီးပေါ့နော်ဖွင့်ကြတဲ့အထက်မှာအခုနောက်ပိုင်းတော်တော်များများကဗန်အကောင့်လေးပိတ်ခံရတာတွေရှိပါတယ်ပိတ်ခံရတာတွေရှိတဲ့အရာတွေအားလုံးကဒီကျွန်တော်တို့ထိုင်းမှာနေတဲ့ပေါ့နော် အလုသမားတွေကသူတို့ရဲ့ဗန်အကောင့်တွေပိတ်ခံရလို့ရှိရင်ကိုဒီဒီဗန်အကောင့်ကိုဒီမှာပေါ့နော် အာနေနေဝတ်ပါမယ်ပေါ့နော်ကိုကအလုလုနေတဲ့တတန်းလေးတွေနဲ့ပြပြီးတော့မှတေးချာချာပြန်ပြီးတော့မှကိုရဲ့စင်ကတ်ကိုရဲ့ passport ကိုဒီအရာတွေနဲ့ပြန်လိုက်လို့ရှိရင်တော့ပွင့်ပါတယ်ဘဏ်ကတရားဝင် ပြန်ဖွင့်ပေးပါတယ်နောက်တဲ့တစ်ခုကနော်နောက်တဲ့တစ်ခုကကျတော့အဲထိုင်းနိုင်ငံကိုဟိုစီးကန်းလာပြတာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံမှာလာရင်းနဲ့ကုန်တို့တွေဝယ်သွားတာပဲဖြစ်ဖြစ်နော် တချို့တော့ဘန်းကောက်နေပိတ်ခံလိုက်ရတာရှိတယ်။အဲ့လိုမျိုးပိတ်ခံလိုက်ရတဲ့ဘန်းကောက်နေကြတော့လေအဲ့ဒီဘန်းရုံတွေကိုသွားပြီးတော့မှထိုင်းနိုင်ငံမှာကျွန်တော်ကျမဒီဘာကြောင့်ဘန်းအကောင့်ဖွင့်တာလဲအစီးပါးတွေလာကုတယ်ဒီ live ကအင်မတန်အကျိုးရှိတယ်နော်ကျွန်တော်အကုန်ပြောသွားတာဘယ်အေဂျင့်မှဘယ်အေဂျင်စီမှဒီလိုမျိုးနိုင်နိုင်ချွတ်ချွတ်ပုံမှန်လင်းလင်းပြောသွားတဲ့ဟာတွေမရှိဘူးအားကြောင့်ဒီနေ့ကျွန်တော်ကဒါလေးတွေကိုစည်စနာမြတ်တာနဲ့ကျွန်တော် sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ အဲ့လိုမျိုးထိုင်းနိုင်ငံကိုလာရင်းနဲ့ပေါ့နော်ဘန်အကောက်ပိတ်ခဲရတဲ့လူတွေကအာဘာလို့ပြန်ဖွင့်လို့ရလဲဆိုလို့ရှိရင်ဘာကြောင့်ဒီဘန်ကောက်ကိုဖွင့်တာလဲကျွန်တော်ကျမသည်စေကူတနေတာဖြစ်ပါတယ်ဘန်မိုဂရက်ဆေးဟိုမှာစေကူတတာပဲဖြစ်ဖြစ်ဘန်ကောက်ဟော့စပီတယ်မှာစေကူတတာပဲဖြစ်ဘာကြောင့်ကူတတာလဲကင်ဆာကူတာလားအဲ့အတွက်နဲ့ငွေကြီးအလွယ်အပြောင်းကိစ္စအတွက်ကိုတုံးခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့မှအဲ့ဒီစေးအထောက်ထားတွေပြလို့ရှိရင်တော့ဘန်အကောက်ပြန်ပွင့်ပါတယ် အဲ့ဒါစီးနဲ့ပတ်သက်ပြီးတော့မှတတိခံအချက်လက်တွေပါနောက်တစ်ခုကတော့ထိုင်းနိုင်ငံမှာလာရင်းနဲ့အဲကွန်ဒိုဝယ်ရာတို့ဘားတို့ညာတို့ပေါ့နော်ရှိတဲ့လူတွေကလည်းကိုယ့်ရဲ့ဒီပိုင်ဆိုင်မှုလေးတွေပြလိုက်လို့ရှိရင်နော်ပိုင်ဆိုင်မှုလေးတွေပြလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဒီဘက်ကောက်ပြန်ပွင့်ပါတယ်နော်အဲ့ဒါမျိုးပြန်ပွင့်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်နော်အဲ့တော့ဘယ်အရာမဆိုထိုင်းနိုင်ငံကိုမလာခင်မှာထိုင်းနိုင်ငံရဲ့စီးမြင်းတွေဥပဒေတွေအသက် policy ပြောင်းလဲမှုတွေ ဒီຢာတွေကိုကြိုတင်မှပြီးတော့မှလေးလာပါလို့เนาะဘာဖြစ်လို့လဲဆိုတော့ထိုင်းမှာကကြော်ခွားလို့မရတဲ့ဟာတွေရှိတယ်အကြောင်းမြန်မာနိုင်ငံမှာလို့ကျွန်တော်တို့ကြော်ခွားတဲ့စနစ်တွေတို့မှမရှိဘူးเนาะဘယ်သူမှစူတန်းစီရမယ်ဘယ်သူမှစူစနစ်တစ်ခုအပြောင်းအလဲကိုအတူတူရင်ဆိုင်ရမယ်ဖြည့်ရှင်ရမယ်ဆိုတော့တို့မှအဲ့လိုမျိုးပုံစံသွားတယ်เนาะဒန်းတူညီမြတို့သွားတဲ့စနစ်တွေရှိတယ်အဲ့ဒီအပြောင်းအလဲတွေကိုအတူတူကျွန်တော်တို့ကရင်ဆိုင်ရမှာဖြစ်ပါတယ်အားကြောင့်ဘန်ကောက်ပိတ်ခံရတဲ့เนาะထိုင်းရောက်ရွှေမြမာတွေ အလုသမားဖြစ်လို့ရှိရင်เนาะဝေါ်ပါမင်းလေးတွေတော့ပြပြီးတော့မှเนาะအဲ့ဒါလေးတွေကိုယ့်ရဲ့ဘန်းကောင်းတွေပြန်ဖွင့်နိုင်တယ်လို့အလေအပတ်နဲ့လာတဲ့လူတွေစည်းကမ်းပြရဲ့စည်းကမ်းအထောက်ထားတွေတော့ပြရင်ねပြန်လဲပြီးတော့မှဒီဘန်းကောက်ပိတ်ခံတာတွေပြန်ပြောလို့ရပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီတချို့ကြတော့လဲထိုင်တဲ့ကံမှာတို့ကွန်ဒိုဝယ်ထားတဲ့လူတွေရှိလို့ရှင်လဲဒီကွန်ဒိုရဲ့ဝယ်ထားတဲ့ပိုက်ဆိုင်မှုအထောက်ထားလေးတွေပြလို့ရှိရင်ဒီဘန်းကောက်နေရာပြန်ပွင့်ပါတယ်ပြီးတော့ အခုကနော်ဩဖုန်းထဲမှာတုံးတဲ့ email gmail ဖုန်းထဲမှာတုံးတဲ့ sync က Facebook မှာတုံးတဲ့ gmail sync ကအကောလုံးက WhatsApp ဖြစ်ရမယ်နော် WhatsApp မဖြစ်ရင်အဲ့ဒီအရာတွေအားလုံးကပြဿနာဖြစ်နိုင်ပါတယ်နော်ပြဿနာတက်သွားနိုင်ပါတယ်နော်အဲ့ဒါကြောင့်မလို့အဲတော်တော်များများစီစစ်နေတဲ့ကာလလည်းဖြစ်ပါတယ်အဲကြောင့်ထိုင်းနိုင်ငံကိုမလာခင်မှာ ီလိုအခြေခံကြတဲ့အချက်လက်လေးတွေကိုအရင်ဆုံးလေ့လာထားပါသိရှိထားပါဒီလိုလေ့လာထားမှသိရှိထားမှဒီရောက်လို့ရှိရင်ဘာလုပ်သင့်တယ်ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုကျွန်တော်တို့တွေကလမ်းကြောင်းတွေရွေးချယ်နိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ထိုင်းနိုင်ငံကိုမလာခင်မှာထိုင်းနိုင်ငံရဲ့စီမင်းဥပဒေတွေလေ့လာမယ်ကိုအလုံးလုံးမလားအလုံးနဲ့ပတ်သက်တဲ့စီမင်းဥပဒေလေးလာမယ်။ကျောင်းတက်မလားကျောင်းနဲ့ပတ်သက်တဲ့စီမင်းဥပဒေတွေကိုလေးလာမယ်။အယောင်းဝင်ကိစ္စတွေလာမလားအယောင်းဝင်ကိစ္စနဲ့ပတ်သက်တဲ့စီမင်းဥပဒေတွေ ကျွန်တော်တို့လေးလာဖို့အတွက်လိုအပ်ပါတယ်ပြီးတော့မှအဲ့ဒီကနေမှတစဉ်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကျွန်တော်တို့တွေဒီဘဝတက်လန်လေးတွေကိုတည်တည်ချာချာရွေးချယ်ပါစိတ်မလောပါနဲ့လောဘလည်းမကြီးကြပါနဲ့เนาะလောဘကြီးလို့ရှိရင်စိတ်တွေလောလို့ရှိရင်เนาะကျွန်တော်တို့တွေကတားကောင်းအောင်ဖြစ်ခံရပါလိမ့်မယ်เนาะအဲ့တော့အဲပွဲစားတွေကလည်းအင်မတန်များလူကုန်ကူးမှုတွေကလည်းအင်မတန်များเนาะ တစ်ဆင့်နှစ်ဆင့်ရိုက်စားတွေကလည်းအင်မတန်များတဲ့ဒဏ်တွေကိုကျွန်တော်တို့ခံရပါလိမ့်မယ်เนาะအဲ့ဒါကြောင့်အဲ့လိုမျိုးဒဏ်တွေကင်းဝေးရအောင်ကျွန်တော်တို့အဆက်ဆက်အရရာအထူးသတိရှိရမယ်ဘတ်ရရင်လည်းကိုယ်တိုင်စစ်စစ်ပါဝေါ်ပါမင်းလုံးရင်လည်းကိုယ်တိုင်စစ်စစ်ပါပတ်စပို့စာအုပ်တွေလုံးလို့ရှိရင်လည်းကိုယ်တိုင်စစ်စစ်ပါဘယ်အရာမဆိုကြက်ကြက်နနာကိုယ်တိုင်စစ်စစ်ပါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရေးရဲ့အခြေအနေကကျွန်တော်တို့ကိုယ်တိုင်စမတ်ကြကြနေဖို့ ပြန်စီစစ်မှတ်တာနဲ့ကျွန်တော်တို့ကစမှတ်ကြလာမှာဖြစ်ဖြစ်တယ်။နောက်ဘာဖြစ်လို့လဲဆိုတော့ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့အရာတွေအားလုံးကတို့ကတာဝန်ယူမှုတာဝန်ခံမှုအများကြီးကိမဲ့တယ်။တို့ရဲ့အုံနောက်ထဲမှာကတော့ဘလို့မျိုးအမျက်စားမလဲဘလို့မျိုးမြန်မာပြည်သူပြည်သားတွေကိုခတ်အောင်လုပ်မလဲဘလို့မျိုးအကြက်တဲတွေ့အောင်လုပ်မလဲသူ့ဘက်ကတော့အဲ့လိုမျိုးအမျိုးမျိုးသူကတော့ဟိုကလှုပ်လိုက်မယ်ပေါ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဘက်ကကြတော့ပြည်သူမှပြည်သူလက်တွဲခေါ်ပါပြောပြပါရှင်းပြပါ စိတ်ရှိလက်ရှိသူတို့မြန်မာပြည်သူပြည်သားအချင်းချင်းဒုက္ခရောက်နေလို့ရှိရင်လက်တွဲခေါ်ပါမြန်မာပြည်သူပြည်သားတွေမသိလို့ရှိရင်နားမယ်လို့ရှိရင်စိတ်ရှိစွာနဲ့ရှင်းပြပြီးတော့မှလက်တွဲခေါ်ရင်းနဲ့အတူအဲကျွန်တော်တို့အားလုံးကမြန်မာပြည်သူပြည်သားတွေဖြစ်တဲ့အတွက်ကြောင့်အချင်းချင်းဖိမဖို့တော့ဝင်မလေးပါနဲ့လို့ကျွန်တော်အနေနဲ့ဒါပြောပြချင်ပါတယ်เนาะမြန်မာနိုင်ငံမှာပြည်ရင်းစစ်အခြေအနေကလည်းအခုအားလုံးသိကြတဲ့အတိုင်းအင်မတန်အားရဖို့ကောင်းတယ်เนาะပြည်သူတွေကပြည်သူထံကိုဒီအကြမ်းဖက်စစ်ကောင်စီတွေက ခန္ဓာရဲ့မရှိတော့တဲ့ကာလလည်းရောက်နေပြီဖြစ်တဲ့ဖြစ်ကြောင်းဗတ်ပေါင်းဆိုကျွန်တော်တို့ကစီလုံးညီညွတ်ဖို့အတွက်လိုအပ်ပါတယ်။အားကြောင့်ကျွန်တော်တို့လုံနေတဲ့အရာတွေအားလုံးဖြတ်တန်းနေတဲ့အရာတွေအားလုံးကတိကျသေးချပြီးတော့မှ blacklist လုပ်ငန်းတွေကို မလုပ်မိစေဖို့အတွက်အထူးသတိထားပါ။နော်။အထူးသတိထားပါ။အဲ့ဒါအတ္တမကံပါနဲ့။နော်။အဲ့ဒါအတ္တမကံပါနဲ့။အကျွန်တော်တို့မှာဉာဏ်နေရှိတယ်ကျွန်တော်တို့မှာအတွေ့အကြုံနေရှိတယ်။အဲ့ဒီဉာဏ်နဲ့အတွေ့အကြုံနဲ့ကျွန်တော်တို့ ဒီရင်ဆိုင်ခဲ့ရတဲ့ဘဝအဆိုးအကောင်းတွေကိုတူနဲ့တူတယောက်နဲ့တယောက် share ပြန်လုပ်ရင်းနဲ့တူထိန်းသိမ်းကြပါလို့เนาะအဲ့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်အဲ့ဒါမျိုးအဲ့တော့မနစ်တော့ဆိုလို့ရှိရင်တော့ဝပမင်းအတူတွေမိသွားကြတဲ့ဟာတွေရှိတယ်အဲအဲ့လိုမျိုးဝပမင်းအတူတွေမမိအောင်လဲနေကြပါလို့တတိထားပါဘယ်အရာမဆိုစာရွက်စာတိုင်းကိစ္စတွေအစားကိုကိုတိုင်းစစ်ပါကိုကိုတိုင်းတိကျွမ်းအောင်လုပ်ပါတိအောင်မပြောလောက်ခိုင်းဘူးเนาะတိကျွမ်းအောင်လုပ်ပါ ကျွန်တော်ဒီအကြောင်းပြောတာအင်မတန်အရေးကြီးလို့ပြောတာဖြစ်တယ်ကျွန်တော်တတိမထားမင်းရဲ့အများကြီးဆုံးရှုံးရပါတယ်နောက်ကြောင့်မြန်မာပြည်သူပြည်သားတွေအများကြီးဒဏ်ထိပါတယ်အားကြောင့်အဆဆအရာအထူးတတိထားပါ နော်ကိုဘက်ကအဆဆအရာ ပြင်ဆင်ထားလို့ရှင်ရင်စီကံစနစ်ကြတဲ့နော်မြန်မာပြည်သူပြည်သားတွေဖြစ်လာမှာဖြစ်ပါတယ်နော် အဲ့တော့ထိုင်းနိုင်ငံရောက်လို့ရှင်ထိုင်းနိုင်ငံရဲ့စီမီဥတွေတွေဘောင်တွေထဲမှာကျွန်တော်နေတက်ထိုင်တက်သွားတက်လာတက်မှာဆိုအများကြီးပေါ့ပါပါတယ်အများကြီးစိတ်ချမ်းသာမှုတွေအများကြီးရှိပါတယ်เนาะအဲ့ဒါလေးတွေကိုပြောပြချင်ပါတယ်လို့เนาะအဲ့တော့ထိုင်းနိုင်ငံကိုမလာခင်မှာကျွန်တော်ရဲ့ဒီ live လေးကိုကြည့်ဖြစ်ကြည့်အောင်လုပ်ပါအလဲလာသည်ဖြစ်စီခီးသွားလာသည်ဖြစ်စီကြောင်းလာတက်မှာပဲဖြစ်ဖြစ်အလုလာလုံးမှာပဲဖြစ်ဖြစ်မလာခင်မှာဒီ live ကိုအရင်ကြည့်ပါအကျိုးရှိစီရမယ်ဒါအားလုံးအတွက်မြတ်တာလက်ဆောင်ပေးလိုက်တာပါ နော်ယေရှုတင်ပါတယ်ပြတ်ဆုံးကြမယ်